ဒီပလော့လေးကတော့အားလုံးစောင့်မြော်နေကြတယ်တရက်ကိုဝင်ဝေးတသိန်းခွဲရနေပြီးတော့နှစ်သိန်းထိဝင်ဝေးရရှိနေတဲ့ဇပလင်စိုက်ခင်းလေးပဲဖြစ်ပါတယ်ဘလို့စိုက်ဖြိုးရတာလဲဘလို့မြေမှာစိုက်လို့ရလဲအာမေခွန်းနေအများကြီးမေးထားကြတာရှိရပေါ့နော်ဇပလင်ကိုစိုက်ဖြိုးတဲ့နေရာမှာအဓိကနံပါတ်1အရေးကြီးဆုံးကရေလုံလောင်းဟုရှိရပါမယ်တို့ရေသွင်းတဲ့အခါမှာဆိုလို့ရှင်စပါးခင်းကိုရေသွင်းတယ်လို့ပဲပေါ့နော်ရေကိုလေးရွှဲအိုင်ပြီးရွှန်နေအောင်သွင်းပေးရပါတယ် နံပါတ်2ကနုံးမီရိုတဲမီရိုဆိုလို့ရှင်စိုက်ပြူလို့မရပါဘူးသူကရေသားမှာပဲစိုက်ပြူလို့ရပါတယ်ခြံသမားတွေကကြော်တော့လက်လီပေးတာထက်ပေါ့နော်ဒီကလက်ကားဖောက်တယ်ပေးတာများပါတယ်သူကဒီအပင်လေးတွေတပင်ဆိုလို့ရှင်မြန်မာငွေကျပ်24ကျပ်ရပါတယ်ငါးပင်ကိုတစည်းစီးပေးရပါတယ်ဒီငါးပင်တစည်းဆိုလို့ရှင်120ကျပ်ရရှိပါတယ် ဒါကတော့ဖောက်တဲ့ပေးရတဲ့ဈေးပဲဖြစ်ပါတယ်ဈေးထဲမှာဝယ်မယ်ဆိုလို့ရှိရင်တော့အာဒီ၅ပင်စီတစ်စီးကို300ကနေပြီးတော့ဒီခီးစီးရပေါ့နော်900အထိပေးပြီးတော့ဝယ်ရနိုင်လည်းရှိပါတယ်ဒါကတော့ရှမ်ပိုင်ရှင်တထီးစီးတော့မြင်းစီးလို့လာပါပြီဒေဒီဖာသာဖြစ်ပေပါ ဟေတို့အမေတို့ကတော့ရှမ်းလုပ်ငန်းတွေလေလုပ်ငန်းတွေလုပ်ရတာဝါသနာပါပေမဲ့လို့တမီးတော်တွေကတော့လုံးဝလုံးဝဝါသနာမပါပါဘူးရှင်တချို့ကမေးကြရပါတော့တရက်ကိုတသိန်းခွဲရနေပြီးတော့နှစ်သိန်းထိဝင်နေဆိုတော့ရှမ်းအေကအကျယ်ဘလောက်မှစိုက်ထားလဲဆိုပြီးတော့မေးကြရလည်းရှိရပါတော့ အဲ့တော့နီနီကဆက်ပြီးတော့ပြပေးပါမယ်။အခုဒီရှန်အေကဆိုလို့ရှိရင်နှစ်အေကပူပူလေးမှာပေါ့နော်။စိုက်ထားတာဖြစ်ပါတယ်။အဲ့ဒီနှစ်အေကပူပူထဲမှာဘာတွေထပ်စိုက်ထားသေးလဲဆိုတော့ဒါအောက်ကအပြင်တတိလေးတွေကတော့ပူစီနန်လေးတွေပဲဖြစ်တယ်ပေါ့နော်။အခုလက်ရှိကတော့သူတို့ဒါပေါင်းနှုတ်နေရပဲဖြစ်ပါရဲ့။အဲ့တော့ပူစီနန်အထက်မှာမှအခုမြင်တဲ့အတိုင်းပဲပေါ့နော်။တင်မောစိုက်နေပါတယ်။ဒါကတော့ရှန်ပိုင်ရှင်တထေးမကြီးပဲဖြစ်ပါတယ်။ Dairy sorry မာမီမာကမေမေပဲဖြစ်ပါတယ်အလုပ်တစ်ခုဆိုတာပေါ့နော်ဘာလုပ်ငန်းပဲလုပ်လို့ကိုယ်တိုင်မှစိတ်နှစ်ပြီးတော့မလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့လုံးဝအောင်မြင်မှုရရှိမှာမဟုတ်ပါဘူးဒီလုပ်ငန်းလေးမှာဆိုလို့ရှိရင်အဖေရောအမေရောနှစ်ယောက်လုံးကဒီလုပ်ငန်းပေါ်မှာစိတ်နှစ်တဲ့နေရတဲ့သူတို့ဒီနေရာတွေမှာရှိရပေါ့နော် ဒါအတွက်ကြောင့်မလို့လေဒီတရက်ကိုတသိန်းခွဲရနေပြီးတော့နှစ်သိန်းကြာဝင်ဝင်ရရှိနေတာပေါ့နော်ဒါကလေတခြားဝင်ဝင်တွေမပါသေးဘူးဒီမှာဒါဆိုလို့ရှိရင်ဒီနေ့ကပို့ပို့ရှိတဲ့ရှံွက်လေးထဲမှာကမွန်းကျင်လေးလည်းစိုက်ထားတယ်ဒါကမွန်းကျင်စိုက်ထားဆိုလည်းနဲတဲ့အအပင်နေတော့မဟုတ်ပေါ့နော်ဘယ်နှပင်ရှိလဲတော့မသိဘူးဒါပေမဲ့လို့အတရက်စာအတွက်တော့ဖောက်တယ်လုံလုံလောက်လောက်ပြီးလို့ရတယ်နောက်တစ်ခုကဒါဖေယုံပင်နေပေါ့နော်ဖေယုံပင်လေးတွေလည်းစိုက်ထားတယ် သူတို့ကလေဒီဖယုံဒီဆိုတာထဲပေါ့နော်ဖယုံအညွန့်ကိုခူးပြီးတော့ရောင်းစားကြတာပေါ့နော်ဒါလေးရမကြခင်မှာဆိုရင်ဖယုံညွန့်လေးတွေခူးပြီးတော့ဖောက်တယ်ပြီးတော့မှဖြစ်ပါတယ်ဒါကတော့ဒီဘက်မှာလဲဇပလင်လေးကိုရာတလောက်စိုက်ထားပါတယ်နေတော့အကွက်ဟာဆိုလို့ရှိရင်တော့ဟိုဘက်ကဇပလင်ဆုံးတဲ့နေရာကအကွက်ဆုံးတဲ့နေရာပဲဖြစ်ပါတယ်ဇပလင်ကြီးစိုက်ထားတဲ့ area A ကတော့တေကပူပူပဲရှိပြီးတော့တရက်ကိုဝင်ဝေးတသိန်းခွဲရနေပြီးတော့နှစ်သိန်းကြားထိဝင်ပါတယ် တခြားတမောတိတို့ပူတီနန်တို့ကမွန်ကျင်တို့ဖေယုံတို့ကနေပြီးတော့ဝင်တဲ့ဝင်ငွေမပါဘူးပေါ့နော်ဒါကတော့ဆပလင်ရရတဲ့ဝင်ငွေတည်တတ်မယ်ဖြစ်ပါတယ်ဒါလေးကတော့ဖောက်တဲ့တူပေးဝကြံနေရပေါ့နော်ဒီနေ့ကတော့နားပင်အစီ1500ပေါ့နော်1500ရောင်းထားတယ်ဆိုတော့ဆပလင်ကြီး3800ဘူးရောင်းထားပါတယ် ချက်ဘောစီနေမရပါတော့လားတော့မရအဖေနဲ့အမေကကျတော့အသက်60ပြီးတော့မယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့ကအာဒါတွေလုံနေရရင်ကျမကြီးကောင်းနေတာဆိုတော့ပေါ့နော်သူတို့ဒါတွေမလုပ်ပါနဲ့လို့လည်းပြောလို့မရဘူးပေါ့နော်အဲ့တော့ဒါကသူကတော့လုံနိုင်နေသေးရတော့လုံနေအောင်မယ်လို့ယုံကြည်ပါတယ်ချမ်းလုံကတော့12ရာသီလောက်တယ်စပားချိန်မှာစပားဆိုင်တယ်ပဲချိန်မှာပဲဆိုင်တယ် အော်ဒါနဲ့လေဇက်ပလင်မျိုးဝယ်စင်လို့ဆိုပြီးတော့မေးထားတဲ့သူလေးလေးရှိတယ်။အဲ့တော့အသေးစိတ်ဆက်သွယ်ပြီးမေးမြန်းလို့ရမယ့်ဖုန်းနံပါတ်လေးကို post မှာပဲတင်ပေးထားလိုက်မယ်နော်။အဖေနဲ့မိရပါဘောနော်ဒီတောင်ရလို့ကိုဘလောက်ထိဝါသနာပါလဲဆိုရင်ဒီမှာကြည့်အိမ်ရှိမှာတောင်မှဘောနော်ရေးထီရုံးပင်လေးစိုက်ထားတယ်။ဒါလေးဆိုလို့ရှိရင်လက်ပိချက်တို့ငပိရီတို့နဲ့တို့နှုတ်ဆားရတဲ့အဲတို့မြုပ်လေးတွေပေါ့နော်။ဒါလေးရအစားစိုက်ထားဈေးကောင်းတယ်သူလေးလေ။အဖေနဲ့မိရကျတော့ဒီအလုတ်ကလေးတွေကိုလုံရင်နဲ့လှုပ်လှုပ်ရှားရှားနဲ့ကျဲမရေးကောင်းနေရဆိုတော့ဘောနော်မလုပ်ပါနဲ့လို့လည်းမထားဖြစ်ဘူး။ အဲ့တော့တို့တွေလိုအပ်တဲ့ရှင်လိုတို့သုံးလို့ရအောင်လေယာသုံးစက်ကရိယာလေးတွေထောက်ပံ့ပေးထားတယ်။မှထွန်ဆက်တို့ပေါ့နော်လေထွန်ဆက်တေးဒီလိုမျိုးစပါးတဲဆက်တေးတို့ပေါ့နော်အကိုဒီဘက်ကတော့တတ်နိုင်တာလေးနဲ့ထောက်ပံ့ပေးထားပါရယ်။ကဲဒီလောက်ဆိုပြည့်စုံပြီထင်ပါရယ်။အဆုံးတိကျပြီလို့ကျေးဇူးများရေးတင်ပါရယ်။